လူတွေအများအားဖြင့်ဆင်းရဲနေရတာအတွေးကြောင့်ဘာကြောင့်လဲအတွေးကြောင့်လူတွေကဆင်းရဲရတာအများအားဖြင့်ဖုန်ကြီးတွေဖြစ်စေကိုရင်တွေဖြစ်စေဆရာလေးတွေဖြစ်စေလူသားတွေဖြစ်စေအတွေးတွေနှိပ်စက်တဲ့အတွက်ပုံပြီးတော့ဒုက္ခရောက်နေကြရတာဆင်းရဲနေကြရတာပုံမှန်ပြစ္ဆုတ်ပံဘဝလေးကအဲ့လောက်မဆိုးဘူးတကကြီးတို့ဟုတ်လား အဲ့ဒီအတွေးတွေဝင်လာပြီဆိုရင်ကိုယ့်ဘဝကိုဆင်းရဲသွားစေတာပဲလူတွေကလောဘကြောင့်ဒေါသကြောင့်မာနကြောင့်အိတ်တာမစီရတွေကြောင့်ကိလေသာတရားစုတွေကြောင့်အတွေးတွေကအမျိုးမျိုးဝင်ပြီးတော့အဲ့ဒီအတွေးတွေနှိပ်စက်တော့ဆင်းရဲမှုတွေဖြစ်ကြရတာပဲစိတ်တွေအယံဆင်းရဲရတဲ့လူတွေဟာအတွေးများလို့ပါဘာကြောင့်လဲအတွေးများလို့ဆင်းရဲနေတယ်ဆိုတာကိုသဘောပေါက်စေချင်တယ်နော် တက္ကဟိတို့မကြီးတို့ဟာဒီဘဝကြီးမှာလူရင်လို့ဖြစ်လာရင်ဒီခန္ဓာငါးပါးရတဲ့လူတိုင်းပေါ်လေလူရင်လို့မဟုတ်ပါဘူးတလိษံလေးနဲ့တလိษံတဘာဝလူတွေလည်းလူတဘာဝနတ်တွေလည်းနတ်တဘာဝလောကရန်ဘုံတိုင်းဆိုတာလူတိုင်းမှာမရှိဘူးလားရှိလားကောင်းတာတွေဆိုးတာတွေလောကရန်တွေရှိတာပဲလာဘောအလာဘောရာသောအရာသောနှိမ်တံပတနံဒုက္ခံဒုက္ခံဆန်းရှိတယ်လောကရန်မုံတိုင်းတွေလူတိုင်းမှာ ရှိတာကြီးပဲလေ အဲ့ဒါကိုပဲမိမိတို့အတွေးတွေက တွေးပြီးတော့ငါ့အိုမနှိမ့်ဆက်လေစွာငါ့ဘွားကစိုးလေစွာလို့စသည်ဖြင့်ဒီလိုအတွေးတွေကနှိမ့်ဆက်လိုက်တဲ့အတွက်ပို့ပြီးတော့မစင်းရဲသွားဘူးလားစင်းရဲသွားတယ်တကယ်တော့ဘွားဆိုတာဒီလိုပဲတခါကြီးတို့မှတ်ယူရဲဘဒူးမှတည်ငိမ့်နေတယ်ဆိုတာမရှိဘူးနောက်ဆုံးဦးစင်းတို့ရဲ့ဘွားမှာအကြီးကျယ်အမြင့်မြတ်ဆုံးလေးတင်ကျကဘွားတသိန်းတိုင်တိုင်အတွေးတော်အနန္တအသားတော်အနန္တဥကောင်းတော်အနန္တမျက်လုံးတော်အနန္တ ဒီလိုမျိုးမြတ်စွာဘုရားဖြစ်ဖို့အတွက်တရားတွေကိုကဲတင်နိုင်ဖို့အတွက်တပည့်ညုတဉာဏ်တော်ရဖို့အရေးဗုဒ္ဓဟာဒီတိကျကဘာတသိန်းလုံးစွန့်လွတ်ခဲ့ရတယ်အဲ့ဒီလိုပါဠိတော်တွေဖြစ်ပြီးတပည့်ညုတဉာဏ်တော်ပိုင်ရှင်ဗုဒ္ဓဖြစ်ခဲ့တဲ့ဗုဒ္ဓဘုရားရှင်ပါဠိတော်ပြည့်ဝတဲ့ဗုဒ္ဓတော်လောကရန်ကြီးမကြုံဘူးလားကြုံလားကြုံတယ်ဒါမှဗုဒ္ဓဆင်းရဲလားဘာကြောင့်မဆင်းရဲလဲဆိုရင် အတွေးမှန်လို့ပေါ့ဘာမှန်လို့လဲ တွေးမှန်တယ်ဗုဒ္ဓမှာကိလေသာမရှိတော့ငြိမ်းချမ်းတယ်ကိလေသာမရှိတဲ့အတွက်အတွေးတွေမှန်တယ်အတွေးတွေမှန်တော့ငြိမ်းချမ်းသွားတာပဲဟုတ်ပြီလားဗုဒ္ဓကအတွေးမှန်တယ်မုန်တိုင်းဗုဒ္ဓတော့လောကရာမုန်တိုင်းကြီးတဲ့သူကရှားတယ်နော်ဥစဉ်တို့တပည့်ညူတာညံတော်ပိုင်းဆိုဗုဒ္ဓအမျိုးမျိုးခံရတယ်နော်လောကရဲ့ဆွဆွဲကဲ့ရင်မှုတွေဗုဒ္ဓမခံရခဲ့ရဘူးနော်ခံရပါဘူးတကယ်ဗုဒ္ဓတော့တကယ်သူတော်စင်ဗုဒ္ဓတော့တမင်္ဂလာကိုညှဉ်းပန်းနှိပ်စက်တယ် စော်ကားတဲ့လူတွေမပေါ်ခဲ့ဘူးလားမပေါ်ခဲ့ပါဘူးပေါ်ခဲ့တယ်တကယ်လောကနာမုန်တိုင်းတိတ်ပြင်းတာဗုဒ္ဓဘုမိုင်းတို့ကြည်စမ်းဗုဒ္ဓကိုဆွတ်ဆွဲတယ်တုံတရီပရမိုင်းမကိုဗုဒ္ဓနဲ့တန်ခါရီစော်ကားပြီးတော့ဟုတ်ပြီနော်ဖြက်စီးပြီးတော့တတ်ဖြတ်လိုက်တယ်ကြည်စမ်းကြောက်စရာကောင်းလားမကောင်းဘူးလားအဲ့ဒီလိုလောကရမို့တခါကြီးတို့မိုက်တို့ဘောမှာကြုံဘူးလားတခါကြီးတယောက်ကခလေးမလေးတယောက်ကိုဟိုဥပဒူကတော့ဖြက်စီးပြီးတော့တတ်ဖြတ်လိုက်တယ် ဲ့ဒီကလေးမတွေအလောင်းကိုမြေမြုပ်ထားတယ်အဲ့လိုကဲ့ရဲ့ခံရမယ်ဆိုတကကြီးလိုဘယ်လိုခံရမလဲမကြောက်ပါဘူးလားမတုံ့လို့သွားဘူးလားကြည်စမ်းရွာမှာရှိတဲ့တကတော်မတွေလူတွေကိုယ့်ကိုဘယ်လိုမျက်လုံးနဲ့ကြည့်မလဲစဉ်းစားကြည့်စမ်းခံနိုင်ပါမလားတွေးကြည့်ပေါ့နော်ဗုဒ္ဓမတုံ့လို့ဘူးနော်ဆွဆွဲခံရတယ်ဗုဒ္ဓတန်ခါတော်ကြီးငြိမ်းချမ်းသွားနေနောက်ဆုံးမပေါ်သွားဘူးလားပေါ်သွားလားပေါ်သွားတယ်ဒိဋ္ဌိတွေလောက်ချံမှုဘုရားတို့ရဲ့လောက်ချံမှု ဒိဋ္ဌိတို့ရဲ့လုံးချံမှုတွေအကုန်ပေါ်သွားတာပဲဗုဒ္ဓအချိန်ကိုစောက်တယ်နော်အချိန်ကိုစောက်ပြီးတိခဏတော်မူတယ်နားလေတယ်ကံအကြောင်းကိုသဘောပေါက်တယ်ကံတွေကိုနားလေတယ်ဗုဒ္ဓသိတယ်ငြိမ်းချမ်းသွားပြီမေတ္တာမပြတ်ခဲ့ဘူးနော်အရာမျိုးလေးတွေတွေ့ရတာတခါကြီးမှကြီးစင်ကျင်ဖို့ဥစဉ်ပြောတာနော်တလောကလိုရဲ့အထွတ်ထိပ်ကြီးအဲ့လိုဆွဆွဲခံရတာဆွဆွဲခံရတာရက်ဆက်တယ်အရှင်ဒီဝရတ်ကြီးရဲ့လောက်ချံတပ်ဖြတ်မှုမခံရဘူးလား ြည်စံနာလာကိတိရှင်မြောင်ကြီးနဲ့လွတ်ပြီးတော့ဗုဒ္ဓကိုမတတ်ဘူးလားတက္ကကြီးတို့မိုက်ဘောင်းမှာအဲ့လိုကိုယ့်ကိုလှုပ်ချမ်းတဲ့လူရှိလားရှိပါဘူးကိုယ်လာတတ်တဲ့လူအဲ့လိုစင်ကြီးတွေလွတ်ပြီးတတ်တာတွေကြုံမှုပြီလားစဉ်းစားတော့စဉ်းစားကြဟုတ်ပြီလားစဉ်းစားကြဘုရားမတုံ့လုပ်ခဲ့ဘူးမေတ္တာမပြတ်ခဲ့ဘူးနော်မေတ္တာမပြတ်ဘူးလေးတီတော်တွေလွတ်ပြီးဒီဝရတတ်ခိုင်းတယ်အရှင်ဒီဝရတတ်ခိုင်းတယ်နော်လေးတီတော်ကြီးတွေဗုဒ္ဓကိုလွတ်လိုက်ဗုဒ္ဓမေတ္တာမပြတ်ဘူး မေတ္တာမပြတ်ဘူးနားလေကံနေဖို့နားလေခွင့်လွတ်တယ်မေတ္တာမပြတ်သားတော်ရာဟုလာလို့ပဲအာလုံးပေါ်မှာမေတ္တာမပြတ်ခဲ့တဲ့ဗုဒ္ဓတိခံတော်မူရှာတယ်မေတ္တာရဲ့အနိုင်ယူတော်မူခဲ့တယ်နော်အဲ့လိုစိန်စံစိန်စံမာနတ်လို့မိမယုတ်တယ်လာပြီးကိုဝင်ကြီးနဲ့လာပြီးမဆွဆွဲဘူးလားဗုဒ္ဓကိုကြည်စံသူ့ကိုဗုဒ္ဓကဘာလို့လိုက်တယ်ကြည်စံကိုဝင်ကြီးရနေပြီဟုတ်တယ်မလားတာဝန်မယူဘူးဟုတ်တယ်မလားလူပုံအလဲမှာလာပြီးဆွဆွဲတယ်ဗုဒ္ဓအပြုံးမပြတ်ခဲ့ဘူးဗုဒ္ဓအစ်ချင်သာမပြတ်ခဲ့ဘူး ခွင့်လွှတ်ခြင်းမျက်လုံးနဲ့ကြည့်ပြီးတော့မေတ္တာမျက်လုံးနဲ့ကြည့်ရှုပြီးတော့ပဲတိခဏတော်မူရှာခဲ့တဲ့ဗုဒ္ဓဗုဒ္ဓရဲ့လောကဓာတ်မကြည့်ဘူးလားကြည့်လားတခေါင်းအကြီးမစင်းသာတာလောကဓာတ်မုံတိုင်းတွေမိမိတို့သူတို့ဘာတွေကဲ့ရလာတယ်ဆွဆွဲလာတယ်ဆိုရင်ဘာမှပြောပါလောက်စရာရှိပါမလားမရှိဘူးကိုယ့်ဘက်ကတော့မှန်အောင်နေကိုယ့်ဘက်ကတော့ကိုယ့်ရဲ့ကိုချင်းတိလာကိုကြောက်ကြောက်တိုင်ကြီးကိုခိုင်းတော့အောင်နေထားရမယ်ဟုတ်လားတိလာကိုတော့ဖြူစင်သွားတိဆောက်ရမယ် ်ဆွဆဲမှုလောကဓာတ်တွေကိုကိုယ်ကတီလာအပြစ်ဆွဆဲလာရင်မတုံလုံးတဲ့အချိန်တိုင်းသူ့မှာသူပြီးသွားလိမ့်မယ်ဟုတ်လားကိုယ်ဘက်ကတော့မှန်ရမယ်နော်ကိုယ်ဘက်ကတော့မှန်ရမှာကိုယ်ဘက်ကတော့မှန်လုံးဝကိုယ်ကိုချင်းတီလာမချိုးဖောက်နဲ့အဲ့ဒါမျိုးဖြစ်အောင်ဒါမျိုးတွေတကယ်ကြီးတော့မိုက်တော့ဘဝမှာတီတောင်းတော့မဆိုးပါဘူးနော်သူတို့ဘာလေးကဲ့ရဲ့တာဆွဆဲတာဆဲရီတာစောင်းကြောင်းတာအလောက်ဆိုးလားအဲ့ဒါရုံမရစိတ်ဆင်းရဲရလို့လားလို့အတွေးလေးကိုအတွေးလေးမှားရင်တော့ဒီကောင်ဒီကောင်က ဟောကိုလဆဆွဲတွေ့ဦးမေအတွေးတွေကကိုမနှိမ့်ဆက်ဘူးလားကိုရဲ့ဒေါသနဲ့ပတ်သက်တဲ့အတွေးဟောဂျာပါရဝိတက်တွေဝင်လာပြီဟုတ်တယ်မလားဒုက္ခပီးပြီကိုကိုစင်းရအောင်လုပ်တာသူတို့မဟုတ်ဘူးနော်ကိုအတွေးတွေပဲဘသူတွေပဲကိုအတွေးတွေကကိုကိုစင်းရစေတယ်တကယ်ယူမာကြီးတို့ဟုတ်လားဗုဒ္ဓဗုဒ္ဓအကြောင်းကြီးတွေးကြည့်နော်လောကဓာတ်ကြီးအများကြီးကြုံဗုဒ္ဓလေဟိုးဦးဇင်းတို့ဝိရင်းစာကြီးမှာဝါကက်တယ်လေမာနကြီးဖျားယောင်းတာတော့လှဲ့စားတာတော့ င်ဝိရင်းစာပုံနာကြီးဗုဒ္ဓကိုပြေးပြီးဆုံးမကပ်ဘူးကြားမှာလည်းခင်မိုက်ရွေးဗုဒ္ဓကိုမေ့နေတယ်ဝိရင်းစာပုံနာတထည်ကြီးလေမေ့ဗုဒ္ဓကိုမေ့ဗုဒ္ဓကိုပြစ်ထားတာဝါရင်းကာလာပတ်လုံးဗုဒ္ဓနဲ့ရန်တော်900လေးဆုံးကပ်မယ်လို့မရှိဘူးသိလားခင်မိုက်ရွေးမြင်းကုံတယ်ရင်ကတွေးလို့သူတို့မြင်းစားတဲ့အစာလေးတွေကိုဗုဒ္ဓနဲ့တန်ခါကိုလှူရတာရှင်အနန္ဒာကထောင်းပြီးတော့ဗုဒ္ဓကိုဆုံးကပ်ရှာတာတဝါရင်းလုံးကြားလားခင်မိုက်ရွေးတောင်မကြီးတို့တခါကြီးတို့ဘဝမြင်းစားတဲ့အစာစားဘူးလား ကြည်စံဗုဒ္ဓရဲ့လောကနဲ့တမန်ညူရညာတော်ပိုင်ရှင်နော်လောကသားတို့အတွက်လေးတင်ကြီးကမာတသိန်းတွေးတော်နန္ဒသားတော်နန္ဒဥကောင်းတော်နန္ဒမျက်လုံးတော်နန္ဒစုံလို့ပေးဆက်ပြီးတော့ပါရမီတော်တွေကိုဖြည့်ကျင့်ပြီးတဏှာတွေအတွက်စုံလို့ခဲ့ရတဲ့ဗုဒ္ဓငင်းသာစားခဲ့ရတဲ့တဝါတွေလို့ဗာစားခဲ့ရလေကြည်စံတကယ်ကြီးမကြီးဒီလောကနဲ့ကြီးရတကယ်ကြီးတော်မကြီးတို့တဲ့မပြင်းဘူးလားပြင်းလားဒီကမိုင်းတို့အခုစွန်ကြုတ်စံကြုတ်လေးတောင်းရရင်တော့ကံမကောင်းဘူးလားအေးအဲ့လောက်ဆိုးသွားပြီလားဒီကမိုင်းတို့ပေါ့ဟာ เออซูตาวอ่ะยินเลยตาวอยากมาเว้ยเปล่าไม่เอาต้ายหีอ่ะเป็ดพี่หอบพี่ล่ะမျိုးမျိုးကြုံလာမဲ့လောကရန်ကိုမိမိတို့ရင်ထဲမှာပူလောင်မှုတွေမရှိအောင်လေ့ကျင့်ထားဖို့မကောင်းဘူးလားအမျိုးမျိုးလေ့ကျင့်ထားကြပါဟုတ်ပြီလားအကောင်းဆုံးနဲ့ကိုယ့်ကိုယ်ကိုကာကွယ်ထားကြရမယ်နော်အဲ့လိုဗုဒ္ဓမြင်းစာဖုံးခဲ့ရတယ်တန်ဃာတော်တွေအရိယာသူတော်စီတွေမြင်းစာဖုံးပေးခဲ့ရတယ်ကျမ်းစာတကယ်မှန်လို့ရေထမင်းမရှိဘူးနော်ဆံပြုတ်တော့မရဘူးနော် မြင်းစာကိုထောင်းထောင်းပြီးတော့ရေနဲ့စွတ်ပြီးတော့အဲ့ဒီအမှုတ်လေးကိုလုံလုံပြီးစားရတဲ့တန်ဃာတော်အရှင်ပြည့်မြတ်ကြီးတွေဒေါကရံဘုံတိုင်းမကြည့်ဘူးလားကြည့်လားဒါပြောပြအောင်နေဖို့လဲဗုဒ္ဓလေးចောင်းနေပါလိမ့်မရှိတစ်ပင်ရင်အောက်မှာဗုဒ္ဓနေခဲ့ရတာဘယ်အောက်မှာနေခဲ့ရလဲတစ်ပင်အောက်မှာလေဗုဒ္ဓနေခဲ့ရတာတိလားတခါကြီးမှယူတိလားဗုဒ္ဓရဲ့တန်ဃာတော်တွေတစ်ပင်အောက်မှာနေခဲ့ရတယ်တိကြပါចောင်းနေမရှိသေးဘူးလေဟုတ်လားတစ်ပင်အောက်မှာနေခဲ့ရတာဗုဒ္ဓ ဟုတ်ပြီနော်ဝတ်စရာမရှိလို့လေဗုဒ္ဓသင်္ကန်းလေဗုဒ္ဓသင်္ကန်းမရှိဘူးနော်သင်္ကန်းမရှိတဲ့အချိန်ကြီးပုံနာဆိုရဲကြော်မကြီးနော်ပေရဲသူတေကောင်မကြီးပုတ်ပွားနေနော်လောက်နေနော်အဲ့ဒီပန်းတကူအဝတ်ကြီးတွေပိတ်ဖြူကြီးကိုခွာခဲ့ရတာကြာလာတကန်းကြီးမိုက်လို့ရေဗုဒ္ဓနော်အဲ့ဒါဟုတ်ပြီလားဝတ်စရာဒီမကြီးလို့ရှိလားဝတ်စရာရှိတယ်နော်အင်းကြီးနှစ်ထယ်လောက်တော့ရှိတယ်မဟုတ်လားတကန်းကြီးလို့ရေတကန်းမကြီးရောအင်းကြီးနှစ်စုံသုံးစုံမရှိဘူးလားကြည်စံဗုဒ္ဓတစုံပဲဝတ်တယ်နော်ဗုဒ္ဓဘယ်နှစုံလဲ အရှင်မဂတ်တမဒိဋ္ဌိရဲ့ကဘာကျော်တထေးကြီးနော်တင်ငန်းတစ်စုံပဲရှိတယ်ဘယ်နှစုံပဲရှိတယ်တင်ငန်းတစ်စုံပန်းတကူကြီးနော်ဒူးကုတ်လေးနဲ့ဒါပဲရှိတယ်နော်တင်ငန်းမိုးဆိုသွားရင်ဒူးကုတ်လေးပတ်ပြီးနေရလားဟုတ်ပြီလားဗုဒ္ဓဗုဒ္ဓပါဝကဒိဋ္ဌိရဲ့ပုဂ္ဂိုလ်ကြီးတွေဘယင်သားတော်ကြီးတွေဘယင်ကြီးတွေတထေးကြီးတွေသာသနာတော်မှာအဲ့ဒီလိုတပင်းရင်အောက်မှာနေနော်အဲ့ဒီလိုဂျုံမြင်းစာအောင်စားနော်ပန်းတကူဟုတ်ကိုဝုတ်ပြီးဒေါကသားတို့အတွက် မေတ္တာလေးစီးဖြန်းနေကြတာနော်ဟုတ်ပြီလားကြည်စမ်းတိတ်ကြည်နူးဖို့ကောင်းတယ်နော်ပြောကျင်တာလောကဓာတ်ကိုကြည့်မယ်ဆိုပြီးပြောတာပါလေနော်စားဖို့အတွက်လည်းတီးခံတော်မူတယ်နေဖို့အတွက်လည်းတီးခံတော်မူတယ်ဝတ်ဖို့အတွက်လည်းမလုပ်ခဲ့ရလဲတီးခံတော်မူတယ်ဗုဒ္ဓအကြောင်းကြီးတွေးကြည့်ပါလေဟုတ်ပြီလားဒါကြောင့်ဒကာကြီးမတွေတွေးကြုံနေရလောကဓာတ်တွေကိုဆန်းနိုင်အောင်ဥစဉ်နေနေပြောပြနေတယ်နော်မိမိတို့ယဉ်ထဲမှာအတွေးဝိတက်တွေကြောင့်စင်ရင်မှုတွေမဖြစ်စေဖို့အတွက်ဥစဉ်ပင်ပြနေတယ်နော် တကမယောဘွားဆိုးကန်းနေဆိုတာဗရာဇာကြီးလောက်ဆိုးလာဟိဗရာဇာကြီးတကမကြီးလေသူအမတန်အားကိုးရတဲ့ကိုဒါသသူယောက်ျားငွေပေါက်ပြီးတည်တယ်ဘာပေါက်ပြီးတည်ဒီတော့ငွေပေါက်ပြီးတည်တယ်နော်ငွေပေါက်ပြီးတည်တယ်တားငယ်လေးတယောက်ကလေအခုလုံးမိုးရွာတော့မြစ်ချောင်းလေးကိုဖြတ်တာလေဘုံဆုံးတော့ရေကတိမ်တိမ်ပြီးဟလာเออยีก็ซี้โปว่าล่ะคลีนๆค้าหลอกเว้ยยีค้าหลอกตัวก็อาชีก็ตั้วတော့หลွတ်တယ်ตาลิงก็တော့မหลွတ်တော့กูจ้าล่ะ သူ့နောက်လိုက်တာတော့ဝိုးသားငယ်လေးကရေစီးပြီးပါသွားတော့မသိဘူးလားအဲအသားကြီးပေါ့သားကြီးကသိတာသားငယ်လေးကစွန်ချီသွားတာအသားတစ်ထည်ပြီးမွေးကစားသားငယ်လေးကြောက်လားကြည်စမ်းလောကတော်မုံတိုင်းမကြံဘူးလားကြည်စမ်းလင်ယောက်ကြားကမွေးပေါက်သေးသားကြီးလေးကရင်မျောသေးသားငယ်လေးကစွန်ကြီးချီပြီးသေရတယ်တိတ်ငဲ့ရဲ့အစာကြီးဖြစ်သွားတာနော်ဘလောက်ပြင်းထန်တဲ့လောကတော်မုံတိုင်းအာကိုရရှောက်မိပါတွေရှိရမြို့ရွာကိုတန်းတပြီးသွားလမ်းကြီးပါပဲ ညတွေကမုံတိုင်းကြီးဖြစ်ပြီးအိမ်ပြိုသိနေပြီတဲ့သူမိဘမပါနဲ့သူရဲ့မောင်တော်ကြီးဟုတ်ပြီလားကြည်စံနောက်ဆုံးအာကိုရအဖေနဲ့အမေမောင်တော်မသိဘူးလားဘာမှအာကိုရမရှိဘူးအိမ်လည်းမရှိတော့အိမ်လိုတော့ကြတဲ့ဒကာမကြီးတို့ဂျုံကြီးလားဒကာကြီးတို့ဂျုံကြီးလားတကယ်တွေ့ကြုံလာရင်ခန္ဓာရင်ရှိအောင်ဦးစင်းပြောတာပါနော်ပူချင်းမစားလို့ပြောတာမဟုတ်ဘူးကြားလားဒကာကြီးတို့မကြီးတို့မိမိတို့ဘဝမှာတကယ်ကြုံလာရင်ရောပူလောင်နေရော ဘာမှအတိတ်မရှိဘူးနှစ်ခါမရှုံးလားရှုံးလားဒါကြောင့်အတွေးတွေကအခုဒုက္ခပေးတယ်ဆိုတာသဘောပေါက်ပြီလားမိမိတို့ဘဝဗဒါစာကြီးလောက်မဆိုးဘူးဆိုတာဥစဉ်သိတယ်နော်ဆိုးပြီလားယေဒါကြောင့်မိမိတို့ဘဝကိုစိတ်ဆင်းရဲစေမဲ့အတွေးတွေပူလောင်စေမဲ့အတွေးတွေကိုတွေးရမလားမတွေးရဘူးလားမတွေးပါနဲ့ဖြစ်လာတဲ့လောကဓာတ်မုံတိုင်းတွေကိုကြုံလာရင်ဗဒါစာကြီးအကြောင်းကြီးတွေးပါဗုဒ္ဓအကြောင်းကြီးတွေးပြီးတော့ဖြေသိမ့်ပြီးတော့မိမိဘဝကိုဘယ်တော့မှအရှုံးမပေးမဲ့ပြန်လည်ပြီးထပြီးတော့ခြစ်ကြပါလို့ဥစဉ်ပြောချင်တယ်နော် ဒါကြောင့်ကိုယ်ရင်ထဲမှာဒုက္ခပေးနေတာဟာပစ္စုပန်အခြေအနေထက်ကိုအတွေးတွေကြောင့်ဆိုတာသဘောပေါက်ပြီလားဒါကြောင့်ဒီအတွေးတွေဥစဉ်လို့တိုက်ထုတ်နိုင်ဖို့အတွက်ကိုယ်ကိုစည်ရင်စင်တဲ့အတွေးတွေဖြစ်ပေါ်လာနိုင်ဖြစ်ပေါ်လာနိုင်ဒီအတွေးကိုဘယ်လိုပယ်ဖြောင်းရမလဲဆိုနံပါတ်1ဥစဉ်တို့ကအာယုံပြောင်းပြီးပယ်ဖြောင်းမယ်ဟာပြောင်းမယ်အဲ့ဒီနံပါတ်1နဲ့ကိုနိုင်နေတော့ကဲအာယုံပြောင်းပြီးဥစဉ်တင်ပေးလိုက်မယ်ကြားလားမိမျိုးရင်တော့မှအတွေးတွေတွေးပြီးလောဘမီးတွေပူလောင်နေတဲ့ဒေါသမီးတွေမာနမီးတွေအိတ်တာမစ္စရိယမီးတွေကြောင့် မိတွေလောင်နေပြီဆိုရင်ချက်ချင်းတတိထားလိုက်ပါချက်ချင်းပါလုပ်လိုက်ပါတတိထားပြီးတော့အာယုံကြောင်းပါအော်ငါ့ကိုလောဘတွေအတွေးတွေဒေါသအတွေးတွေမာနအတွေးတွေနှိပ်စက်နေပြီပူလောင်နေရပြီကွယ်ချက်ချင်းတတိဝင်ပြီးတော့ကိလေသာတွေကြောင့်ငါဆင်းရဲနေရတာပဲဒါကြောင့်ကိလေသာတွေကိုဝါသနာနဲ့တကွပယ်ဖြတ်ပါတယ်ဗုဒ္ဓရဲ့ဂုဏ်တော်ငါပွားမယ်ဘုရုဂုဏ်တော်ပွားမလဲဗုဒ္ဓဂုဏ်တော်ပွားပြီးတော့အာယုံကြောင်းပြီးဒီအတွေးငါနိုင်အောင်ယူမယ်ဆိုပြီးတော့လိုက်စို့ Araham Kibeta Kinh sinh đô mu đô miên sọ thịa Araham Kibeta Kinh sinh đô mu đô miên sọ thịa Araham Kibeta Kinh sinh đô mu đô miên sọ thịa ကဲပူဇော်ကြည့်ရင်တရားကြီးလို့ရေအရဟံတိမေတာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံတိမေတာကင်းစင်တော်မူသောမြတ်စွာ ကဲတခေါက်တော့ပူဇော်ပြောင်းမရအောင်ဟုတ်ပြီဗျာအဲ့ဒါလေးကိုတော့ရောင်းအောင်လုပ်သွားနော်အဲ့ဒါဒီနေ့ဦးစင်းကအသိဉာဏ်ပေးချင်တာဗုဒ္ဓဂုံတော်ကိုနှလုံးသားမှာအမြဲတမ်းထုံမွမ်းနေတဲ့ကိစ္စတွေပိုင်းတော့ဂျာဘယ်တော့မှမစင်ရဲဘူးလို့ဦးစင်းအာမခံပါလေနော်အာမခံပြီးပြောတာနော်တေချာပွားပါနော် လေးလေးနက်နက်ပွားနော်ဘဝအတွက်အကောင်းဆုံးပဲ ဗုဒ္ဓနဲ့နေရတော့လောချမ်းသာတော့မရှိဘူး။တရှိတမဲကာမဝတ္ထုတွေတပြည်တွေနဲ့ပဲနေရနေရတခါတော်မတွေနဲ့နေရနေရဟုတ်ပြီလားသာသမီတွေနဲ့နေရနေရတကယ်ချမ်းသာဘူးမချမ်းသာဘူးဒီအာယုန်တွေကဆင်းရဲစေတယ်ဒီအာယုန်တွေကဆင်းရဲတယ်တရှိတမဲကာမဝတ္ထုဒီအာယုန်တွေကပူလောင်စေတယ်ဆင်းရဲစေတယ်တခါကြီးမယူကြလားတကယ်ငြိမ်းချမ်းသာဗုဒ္ဓအာယုန်ကငြိမ်းချမ်းသာဘယ်အာယုန်ကငြိမ်းချမ်းလဲဗုဒ္ဓအာယုန်ဗုဒ္ဓဘုံတို့ဓမ္မကြီးတို့အတွေးတွေ ဖြစ်လိမ့်မယ်အတွေးတွေဖြစ်လိမ့်မယ်တွေးဘူးလားတခါကြီးတို့မိုင်းတို့ရေအတွေးကြောင့်ဆင်းရဲဘူးလားအဲအခုအဲ့အတွေးလေးကိုပြောင်းလဲပြီးတော့အာယုံပြောင်းပြီးချမ်းသာပြီးဥစဉ်ပေးလိုက်ပြီးတော့တခုပဲပေးလိုက်ပြီးတော်ပြီးကြလားဥစဉ်ခေကြီးသွားเสียရရှိတယ်ကြမှာအဲ့ဒါကြောင့်ဒကာမကြီးတို့ဒကာကြီးတို့နှလုံးသားတန်တန်မှာဖြစ်ပေါ်လာတဲ့ဒီအတွေးတွေဟာကိုယ့်ကိုဒုက္ခပေးမဲ့အတွေးတွေပဲလို့သဘောပေါက်တွေးတိုင်းတွေးတိုင်းကိုချက်ချင်းတတိထားပြီးတော့အာယုံကိုပြောင်းပြီးတော့အာရဟံကိလေသာ ကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအေးကောင်းလားတကယ်ဒီမှာသိလားသိပြောဖို့ကောင်းလားဗုဒ္ဓနဲ့နေရတာသိလားဘာမှမဟုတ်ဘူးလောကကြီးကသူမှသူဆဲစင်းနဲ့သူဆဲကြကဲရင်လည်းသူကဲရကြဟုတ်ပြီလား ဝေဖန်တဲ့လူဝေဖန်ဆွဆွဲမဲ့လူကြိုက်တယ်လို့ပြောအဲ့ဒါတွေကကိုဘွားကြီးကိုဘာမှမဖြစ်စေဘူးတဲ့ဈာမသူတို့ရဲ့စကလုံးတွေကြောင့်ကဲရင်မှုဆွဆွဲမှုဝေဖန်မှုစသည်အဲ့ဒီဟာတွေကြောင့်တွေးပြီးတော့ဒါကိုနှလုံးသားကိုပူလိုက်ပူလောင်စေတာဟုတ်လားကိုကအဲ့ဒီအတွေးကိုမတွေးနဲ့တွေးလိုက်ရင်လည်းချက်ချင်းပြီးဒါငါ့ကိုဒုက္ခပေးပြီငါ့ကိုတကယ်ဆင်းရဲစေတာသူတို့ကဲရတဲ့စကားတွေကြောင့်မဟုတ်ဘူးနော်ကိုရဲ့ပြန်ပြီးတွေးလိုက်တဲ့အတွေးကြောင့်ပြန်ပြီးတော့အဲ့ဒီအတွေးကိုသိချက်ချင်းရက်ပြီးတော့ အရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအိုးကောင်းလိုက်တာဒါလားဘုသူပေါ်မှာစိတ်ဆိုးစရာမလိုဘူးဟုတ်ပြီလားအကြောင်းတရားတွေစုံလာလို့ကိုယ်ကရခံရတယ်ဆွဆွဲခံရတယ်ဟုတ်ပြီလားစော်ကားခံရတယ်အကြောင်းတရားတွေစုံလို့ကိုယ်ဘဝကြီးဟာအကြောင်းမျိုးမျိုးကြောင့်ဒုက္ခတွေကြုံနေရတယ်ဒီလိုပဲနှလုံးသွင်းလိုက်ရှားနာတကမိုက်တွေမဖြစ်အောင်တော့အတက်နိုင်တဲ့ညံနဲ့ကာကွယ်ကြရမယ်ကြောက်လား ကိုမအပြစ်တွေရှိရင်ကိုရဲ့အပြစ်တွေကိုပြုပြင်မယ်။ဒီလားမရှိရင်ရှိအောင်လုပ်မယ်။တမာလို့မရှိရင်ရှိအောင်ကြိုးစားမယ်။ဟုတ်လား။ကိုရဲ့အပြစ်တွေရှိရင်ပြုပြင်ပြီးတော့အကောင်းဆုံးနေမယ်။အဲ့ဒီကြားတွေကဆွဆွဲမှုခဲ့ရမှုစော်ကားမှုတွေအပြုံးမပြတ်ပဲနဲ့ကိုရဲ့နှလုံးသားမှာဂုံတော်လေးကိုထုံမှန်းပြီးတော့နေမယ်ဆိုရင်ဘဝတိတ်ကြော်ဖို့ကောင်းတာ။ကြားနာနေကမှန်းလို့နောက်ဆုံးပေတဲ့အခါမှာကိုနောက်ကိုပါပါမလားအဲ့ဒီအရာလေး။ဘာမှမပေါ့ကိုပိုင်ဆိုင်တိုင်းတဲ့တရှိတဲ့မဲ့ကာမဝတ္ထုတွေဘာမှမပါဘူးဟုတ်လားကိုပြူထားတယ်ကံတွေပဲကိုနောက်ပါမလားမပါဘူးလား ပါတယ်ဒါကြောင့်တခါတလေမှငါကောင်းတာလုပ်တယ်ဒီလောက်ငါစူးစမ်းနေတယ်ငါတီလာလည်းဖြူစင်စွာနေတယ်အတက်နိုင်ဆုံးလည်းငါစူးစမ်းနေပါလေရနဲ့ငါ့ကိုကောင်းကျိုးတွေမပေးဘူးဒုက္ခတွေလည်းရောက်ပါလားစိတ်မညစ်နဲ့ဂျာလာအေးအချိန်မတန်သေးလို့မဘာမတန်သေးလို့အချိန်မတန်ဘူးအဲ့လိုမျိုးနှလုံးသွင်းရတယ်ဂျာလာရှိပါစေကောင်းတာမကောင်းတာကိုလုံးမဟုတ်ဘူးကိုကောင်းဖို့စူးစမ်းဖို့သာအဓိကကောင်းအောင်စူးစမ်းဖို့သာအဓိကဂျာလာမတွေ့ဘူးငါကောင်းတာလုပ်တယ်နော်ဒီလောက်လောက် ပြဿနာမရှိတဲ့ကမကြီးအချိန်မတန်သေးဘူးဟုတ်မလားဒီကံတွေကမိမိတို့ကနိဗ္ဗာန်ကိုရည်ရဲတောင်းတသာသနာတော်ကိုတကယ်ကိုယေရှုတည်နှံ့မှုကြီးရဲတောင်းတာပြီးကိုစ조사ခဲ့ရတဲ့ကုသိုလ်သင်္ခါရတရားတွေကမိမိတို့လေဘယ်တော့မှမပြတ်သွားဘူးဇာဟန်ကလည်းမကြီးဘူးနိဗ္ဗာန်ရောက်တဲ့အထိတိုင်အချိုးကိုပြေဖို့ပြေမှာဟုတ်လားပြစ္ဆုတ်ကအချိုးမပြေလို့ဝမ်းမနေနဲ့ဟုတ်ပြီလားမကြပါဘူးဒီတသိတမေကာမဝတ္ထုတွေယာလူအာနာယာလို့ကိုဘဝအတွက်အပေမပိတ်ဘူးနော် တသီတမေကမဝတ္ထုတွေအတုံးချမတက်ကိုယ့်အတွက်အပေရိတ်ခါတွေနော်ဒါကိုသတိထားစေချင်တယ်လေဒီလောက်ဆိုသဘောပေါက်ကြရဲ့လားဟေ့ဒီလိုဆိုပြီးပြီးဒီကောင်မကြီးတို့ဆင်းရဲနေတာဘာကြောင့်လဲအတွေးကြောင့်ဆင်းရဲနေတာဘာကြောင့်လဲဒါကြောင့်ကိုယ့်ပေါ်မှာဒုက္ခပေးမဲ့ဆင်းရဲတဲ့အတွေးတွေဖြစ်ပေါ်လာတိုင်းဖြစ်ပေါ်လာတဲ့အတွေးကိုချက်ချင်းသတိလေးထားပြီးရက်ပြီးတော့အာယုံပြောင်းပြီးတော့အာရဟံကိလေသာ ကင်းစင်တော်မူသောမြတ်စွာဘုရားတိတ်ကောင်းပါမယ်နော်မပြောင်းမချင်းကိုဗဇက်နဲ့ထုတ်ပြီးတော့ရုပ်ကျမ်းလာတယ်မဟုတ်ဘူးအတွေ့အကြုံအားများနေစိတ်နဲ့မနိုင်ဘူးကြားလားထုတ်နေအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားဗုဒ္ဓမှာကိလေသာကုန်နေတဲ့အကြောင်းတွေတွေးတော့မရောက်လာရလားခုနဦးစင်ပြောခဲ့တဲ့စိန်စာမဏ္ဍလို့မိမယုတ်တွေဖြတ်စည်းတဲ့ကိုဝန်တဲ့ကြီးဘဝနဲ့ဟုတ်လားဆွဆွဲတဲ့အပြုံးပြက်လား မပြတ်ဘူး။တုံတာဒီပရာဝိုင်းမကိုအာဘရင်းကျင်းပြီးတော့ဖရာတန်ကတက်ဖြတ်ပြီးမြေမြုပ်ထားတဲ့ဒိဋ္ဌိတွေဆွတ်ဆွဲတဲ့အပြောင်းပြက်လား။ဗုဒ္ဓရဲ့လောကရမုန်တိုင်းကိလေသာတွေကင်းနေတော့မငြိမ်းချမ်းနေဘူးလား။ဒီဝရအရှင်ဒီဝရကြီးကြောင်းမောင်းစင်တဲ့တက်တဲ့စိတ်ဆိုးလား။နာလာဂီတိစင်မြောင်ကြီးတွပီးတက်ဖြတ်တဲ့စိတ်ဆိုးလား။လေးတီတော်တွေတွပီးတက်ဖြတ်တဲ့စိတ်ဆိုးလား။အိုးဖရာရဲ့အာနာဇတ်ကိုဖျက်ဆီးတဲ့တန်ခါတင်းခွဲတဲ့ဗုဒ္ဓစိတ်ဆိုးလား။ဆိုဘူးကိလေသာကင်းလို့လေ။ဘာကင်းနေလို့လဲ။ ဟိုမာနကြီးလာပြီးအမျိုးမျိုးချင်းကြောက်တယ်ကြောက်စရာကောင်းတဲ့အာယုံတွေပြတယ်တုံလို့လားမတုံကိလေသာကင်းဗာကင်းလို့အေးကိလေအာလာဝကဘလူကြီးအိုးသူ့ဘိမ့်မှာမှလာပြီးတော့ဟောတရားလဟောတယ်ဆိုစိတ်မတူဘူးလားအော်ဖះပါကြည့်လေအစီရဲ့ဒါလားအဲ့ဒီအာလာဝကဘလူကြီးအမျိုးမျိုးတကူးတွေနဲ့ပြပြီးတော့ဖះကိုကြောက်အောင်လုပ်တယ်ကြောက်လားဟိဗာကင်းလို့လေ ပြောချင်တာလောကနာမုံတိုင်းကြီးဗုဒ္ဓအကိလေသာကင်းတော့မငြိမ်းချမ်းနေဘူးလားဒါကြောင့်ဦးစင်းတို့ကအကိလေသာ1500ပြည့်နေတယ်ဘောကနာမုံတိုင်းမခံနိုင်ဘူးခံနိုင်ပါ့မလားဟေ့မခံနိုင်အတွေးတွေကြောင့်ပြန်ပြီးမစင်းရအောင်လားသူများတွေမဟုတ်ဘယ်လိုပြောနေလဲဘယ်လိုကဲရင်လဲဆွဆွဲနေလဲငါဘဝကြီးရလဲဒုက္ခကြီးပဲကွာရှုံနေလိမ့်မယ်တွေးရင်ကြလားပုံမှန်အလောင်းမို့ကိုတွေးလိုက်လို့ကိုကြီးစိတ်ဆင်းရဲပြီးတချို့ဆိုကိုကိုကိုတတ်သေးသွားတာတွေမရှိဘူးလားအဲ့ဒါအတွေးကြောင့်ကိုကိုကိုတတ်သေးတာဘာကြောင့်လဲဒါကြောင့်ဒီ ကြောက်စရာကောင်းတဲ့အတွေ့အော်ငါတို့ဘဝမှာဒုက္ခပင်းနေတာအတွေ့အကြောင်းလို့ကိုစီကိုစီသဘောပေါက်ပြီးတော့အဲ့ဒီအတွေ့တွေကိုနိုင်ဖို့အတွက်တွေးလာတိုင်းတွေးလာတိုင်းချက်ချင်းတတိထားပြီးတော့အာယုံပြောင်းပြီးတော့ဗုဒ္ဓဂုံတော်ကိုပွားလိုက်မယ်ဆိုရင်ချက်ချင်းမချမ်းသာပါဘူးလားချက်ချင်းမငြိမ်းချမ်းသာဘူးလားငြိမ်းချမ်းသာတာပဲသိကောင်းလားဒါကြောင့်တကယ်လို့ဒီဗုဒ္ဓဂုံတော်ဟာအတွေ့ပေါ်မှတော့မဟုတ်ပါဘူးဘဝမှာငြိမ်းချမ်းတဲ့သူတိုင်းဘဝမှာအစစ်မှန်ချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တိုင်း ်နောက်ဆုံးသေခြင်းတရားကိုရဲရဲဝံ့ဝံ့မရဏမင်းနဲ့စစ်ခင်းခြင်းတဲ့ပုဂ္ဂိုလ်တိုင်းဘုရားကုံတော်အမြဲတမ်းပွားပြီးပါသွားတိုင်းလာတိုင်းအိမ်တိုင်းတောက်လျှောက်ဘုံတော်နဲ့လည်းနေပါဟုတ်ပြီလားအဲ့လိုဘုရားကုံတော်နဲ့ပွားပြီးနေဝိုင်းဘဝကြီးဟာတဖြည်းဖြည်းနဲ့မိမိတို့ရဲ့မကောင်းတဲ့ကံတွေကလျော့ပြီးကောင်းတဲ့ကံတွေအကျိုးပေးလာပါလိမ့်မယ်အဲ့ဒီကဘဝပြစ်ဆုံးပါမှာပဲချမ်းချမ်းသာသာဖြစ်လာနိုင်ငယ်နော်အိုးမချမ်းသာလဲနေတသီတမဲ့ကာမဝတ္ထုတွေမရှိရင်နေဆင်းရဲနေပါစေ ပစ္စည်းဥစ္စာမွဲနေပါစေစိတ်ချမ်းသာပါတယ်နော်။ပါချမ်းသာလဲအဓိကစိတ်ချမ်းသာဖို့ပါ။အဓိကပါလဲစိတ်ချမ်းသာဖို့ဆိုတာစိတ်ထဲမှာကိလေသာကင်းမှချမ်းသာတာလေ။ကိလေသာကင်းဖို့ဆိုရင်ဗုဒ္ဓဂုံတော်ပွားနေတကယ်မနဲ့မပယ်တတ်နိုင်လေးပေမဲ့ဗုဒ္ဓရဲ့ကိလေသာကင်းတဲ့ဂုံကကိုယ်မှာထုံမှန်းသွားတဲ့အတွက်ကိုယ်ရင်ထဲမှာချက်ချင်းငြိမ်းချမ်းသွားတာ။ဟုတ်ပြီလား။အဲ့လိုဗုဒ္ဓဂုံတော်ပွားတဲ့လူကပြစ်ဆုံးပါမှာလဲကြီးပွားတိုးတက်ပြီးတော့เนาะစိတ်နေစိတ်ထားကလည်းငြိမ်းချမ်းပြီးတော့နောက်ဆုံးမရဏမင်း ်တည်ခြင်းတရားကိုလည်းရဲ့ရဲ့ဝုံဝုံအပြုံးမပြတ်ပဲနဲ့ရင်ဆိုင်ပြီးတော့နောက်ဆုံးတကယ်ကိုတည်သွားရင်လည်းပဲအစင်မြင်တဲ့ဘုံဌာနတစ်ခုကိုရောက်သွားတော့ရတယ်ဟုတ်ပြီလားနောက်ဆုံးဗုဒ္ဓဘုံတော်ပွားတဲ့အထုံတက်ကြီးကနိဗ္ဗာန်ကိုရည်ရွယ်တောင်းတပြီးပွားနေတယ်ဆိုရင်ပေါ့နော်ကိလေသာကုန်ခန့်မှုဗုဒ္ဓဘုံတော်ပွားနေတဲ့ပုဂ္ဂိုလ်တွေဆိုရင်ဤကံမုတ်ချပါပဲဖရာတဆုတဆုနဲ့တွေ့ပြီးနိဗ္ဗာန်ဝင်ရပါတယ်ဗျာမကောင်းလားကောင်းလားဒါကြောင့်ဘဝမှာငြိမ်းချမ်းမှုတကယ်ကို ချမ်းသာတဲ့ဘဝပိုင်ဆိုင်အစ်စ်ဖြစ်ဖို့ငြိမ်းချမ်းတဲ့ဘဝပိုင်ဆိုင်အစ်စ်ဖြစ်ဖို့အတွက်တခါကြီးတို့မကြီးတို့အားလုံးဗုဒ္ဓဘုံတို့နှလုံးသားမှာထုံမွှန်းပြီးတော့အကောင်းဆုံးကုသိုလ်တရားတွေကိုကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း